မြက်တဝက်လောက်ပဲရှိတဲ့လူသေးသေးလေးတည်းရဲ့ရွာလေးတရွာရှိတယ်။အိမ်တိုင်းဟာတရွက်နဲ့ပန်းရွက်တွေနဲ့ချိတ်ဆက်ပြီးလှုပ်ထားတယ်။ဒီနေ့မှာတရက်သီးကြီးတစ်လုံးကကောင်းကင်ပေါ်ကနေကျလာတယ်။တရက်သီးကတောက်ပနေတဲ့သူတို့တွေအားလုံးအံ့ဩသွားကြတယ်။လူတွေအားလုံးဝမ်းသာလှုပ်ရှားနေပြီးအဆင်ပြေစွာတရက်သီးကိုစားဖို့စီစဉ်ကြတယ်။ကျလာတဲ့တရက်သီးကြီးကိုစင်တီမြင့်တွေနဲ့ဝိုင်းဆွဲပြီးယူသွားကြတယ်။အရင်ဆုံးတရက်သီးရဲ့အခွန်ကိုခွာကြတယ်။တရက်သီးရဲ့အဝါရောင်အသားကတောက်ပပြီးလူတိုင်းရဲ့နှလုံးသားကို ချစ်ခင်မှုဖြင့်ဖြစ်တင်ပေးခဲ့တယ်။သူတို့တေတရတီအသားကိုဝိုင်းဝင်ဖြတ်ကြတယ်။တရတီအနံ့ကတရွာလုံးကိုမှုေးကြိုင်သွားစေတယ်။တရတီကိုဝိုင်းဝင်ပြီးပျော်ရွှင်စွာစားကြတယ်။တချို့ကမိသားစုနဲ့စားတယ်။တချို့ကတငယ်ချင်းမိတ်ဆွေတွေနဲ့စားကြတယ်။ပြီးတော့တရတီအခွန်နဲ့ချစ်စရာလေးလေးတွေပြုလုပ်ကြတယ်။ပြီးတော့လေပြိုင်ပွဲတွေလည်းစုပေါင်းပြီးပြုလုပ်ကြတယ်။တချို့ကကြအိမ်မိုးလေးတွေလုပ်ကြတယ်။တရက်ခွန်ကြောင့်အိမ်ထဲကလေတီအေးမြနေတယ်။တအိမ်ကိုစုပေါင်းပြီး အမိုးလုတ်ပြီးရင်နောက်တအိမ်အမိုးလုတ်ကြပါတယ်လူသေးသေးလေးတွေဟာတရက်တီးကြီးကြောင့်ပျော်ရွှင်ပြီးပေါင်းတင်ကြတယ်ဒီလိုနဲ့သူတို့ရဲ့တရက်တီးကြီးပွဲကအဆုံးသတ်ခဲ့တယ်သူတို့ရဲ့ရွာမှာတဘာဝရဲ့လက်ဆောင်ကြီးတစ်ခုအဖြစ်အဲ့ဒီတရက်တီးကြီးကိုအမြဲတမ်းရနေကြတယ်